ဆလန်ကမက်ထရူကွစ်လေးဆိုတဲ့အမေရိကန်ကောင်းပွားတနက်ပြည့်ကျွမ်းကျင်သူတယောက်ဩစတေးလျကိုရောက်လာတာနဲ့စတာပါရီသူရဲ့ရောက်ရှင်းမှာပဲ crazy kura လို့ခေါ်တဲ့အမျိုးသမီးတယောက်ကိုလူအုပ်စုတစုကလဲအပေါ်အတင်းတင်နေတာမြင်ပြီးဝင်ရောက်တားဆီးခဲ့ပါရီအဲ့ဒီလူတွေကသူ့ကိုတိုက်ခိုက်ဖို့အတွက်ကြိုးစားတဲ့အခါမှာတော့မက်ထရူကွစ်လေးဟာအလင်းအမြန်ပဲသူတို့ကိုအနံ့ယူပစ်ခဲ့ပါရီခူရာကလည်းကူညီဖို့ကြိုးစားပေမဲ့ရိုင်းလို့ထက်ခါထက်ခါခေါ်ပြီးရှုံရက်ခတ်အောင်လှုပ်တာကြောင့်သူ့ကိုစိတ်တိုစေခဲ့ပါရီ ပြီးမှပဲခွေလေးကသူ့ကိုသူမိတ်ဆက်တော့မှပဲအဲ့ဒီလူတွေကသူတို့ရဲ့တထေအဲလီယတ်မာဆမ်ကခေါ်ခိုင်းလိုက်တဲ့လူမှန်တိသွားကြပါလိခွေလေးကိုမာဆမ်ရဲ့ချန်စီခေါ်သွားခဲ့ကြပါလိအဲ့ဒီချန်ကဝက်စတန်အော်စတြေးလျကဝီလန်ခေါင်ပြတဲ့ တော်ပိုင်းမှာတည်ရှိတာပါလမ်းမှာဆိုရင်သူတို့ကအမေကြာ actually ဖြစ်ဦးဆောင်တဲ့ဗြိတိရှစစ်သားဝင်နဲ့တွေ့ကြပါရင်အဲ့ဒီစစ်သားဝင်ကအနွားတခိုးလို့တန်တရာရှိသူရဲ့အလောင်းကိုတည်နေကြတာပါဖစ်ကခွေလေးကိုပြဿနာမရှာဖို့အတွက်တတိပေးပါရင်ခိုရာကတော့သူ့ကို rain လို့ဆက်ပြီးခေါ်နေတာကြောင့်ခွေလေးဟာပို့ပြီးစိတ်တူလာရပါရင်ဒီလိုနဲ့ master station ကိုရောက်တော့ မစတန်ကိုရိုင်းကခွေလေးကိုလာရောက်ကြိုဆိုခဲ့ပါရင်ခွေလေးကခွေလေး900ကိုက်ဆွဲစာသားပါတဲ့စနိုက်ပါသမားလိုအပ်တဲ့အကြောင်းကြုံရကိုမြင်ပြီးလာခဲ့တာပါလို့ပြောပါရင်မန်ဆမ်ကရောက်လာတာနဲ့တင်သူ့ကို90ဒေါ်လာပေးပြီးတော့ပြစ်ခတ်ပြသဖို့တောင်းဆိုပါရင်ခွေလေးကသူဟာရှက်ဘာဖယ်လိုဆိုတဲ့တနက်ကိုအသုံးပြုတဲ့အကြောင်းနဲ့သူ့ရဲ့တနက်က34လက်မှလဲပင်းနဲ့ပုံမှန်ထက်4လက်မှလောက်ပိုရှိတဲ့အကြောင်းရှင်းပြပါရင် 45ကယ်လီပါ130ဂရိန်းကြီးစံနဲ့940ဂရိန်းစက်ကူကကြီးစံကိုပြည့်နိုင်အောင်ပြင်ဆင်ထားတယ်လို့လည်းပြောပြပါရီး ဒီတနက်မှာဆိုရင်တပည့်စစ်ခလုတ်နဲ့ထောင်းနေရာကိုက်အထိချိန်ကြီးနိုင်တဲ့ဗာနီယာမှန်ပြောင်းပါတဲ့အကြောင်းပို့ပြီးတော့ဝေဝေပြစ်နိုင်တဲ့အကြောင်းခွေလေးကပြောပြပါရီမစတာမြတ်လူတွေကဒီလောက်အထိဝေဝေမပြစ်နိုင်ဘူးလို့လောင်းပြောင်းကြပါရီဒါပေမဲ့ခွေလေးကတော့လေတိုက်နှုံးကိုစစ်ပြီးထောင်းနေရာကိုက်လောက်ဝေးတဲ့နေရာကပုံတပုံးကို၃ကျင်းဆက်တိုက်ထိအောင်ပြစ်ပြလိုက်တော့မစတမ်နဲ့သူ့ရဲ့လူတွေကအံ့ဩသွားကြပါပြီဒီလိုနဲ့ညနေရောက်တော့မစတမ်ကခွေလေးကိုသူ့ဘာသာညဆာစားဖို့ဖိတ်ခေါ်ခဲ့ပါရီဒီအပေါ်မှာသူ့ရဲ့လူတွေကဒီအစ်တင်ရောက်လာတဲ့လူကိုဒီလို ုမျိုးအထူးဆက်ဆံတာအမကျေနပ်ပဲနဲ့မနာလိုဖြစ်ကြပါရီမန်စတမ်ကအမေရိကန်အနောက်ပိုင်းဒန်နရီဝေကိုတဘောကြပြီးတော့တနတ်သမားဝေကိုလည်းအထင်ကြီးတဲ့လူပါသူကိုယ်တိုင်ကလည်းတနတ်ထုတ်မြန်တယ်လို့ထင်နေတဲ့လူပဲဖြစ်ပါရီ ခွေလီဟာဒတ်စီတီကိုတကယ်ရောက်ဖူးတယ်ဆိုတာကိုသိတော့သူ့အရန်ကိုပြောသွားပါရီမန်စတန်ကသူ့ကိုလက်ပြတနက်ပေးတဲ့အခါမှာတော့ခွေလီကလည်းပေါ့ပေါ့ပါပဲကျွန်တော်ကလက်ပြတနက်တိတ်ပြီးတော့မသုံးပါဘူးလို့ပြန်ပြပါရီဒီလိုနဲ့ညစာစားနေတော့မန်စတန်ကသူ့ရဲ့မိသားစုကိုတိုင်းရင်းသားဝေကတတ်သွားတာလို့ပြောပြပြီးတော့အခုဆိုရင်လည်းတိုင်းရင်းသားဝေကသူ့ရဲ့နှွားဝေကိုတတ်နေတယ်လို့ပြောပြပါရီ အစိုးရရဲ့မူဝါဒကအင်အားအသုံးပြုပြီးတော့တိုင်းရင်းသားတွေကိုဖေရှားခွင့်ပေးထားတယ်လို့သူကရှင်းပြပါရီမန်စလမ်ကခွေလီရဲ့တနက်ပြည့်ကျွမ်းကျင်မှုကိုအားကိုးပြီးတော့ဒီအလို့အတွက် ခေါ်ရှင်ခဲ့တာပါဒီအစိုးကိုခွေလီကမကြိုက်တဲ့အတွက်တိုင်းရင်းသားတွေကိုတတ်တဲ့အလို့မှာလုံးဝမပါရှင်တဲ့အကြောင်းရရှင်းလေးမဲ့ငင်းဆန်လိုက်ပါရီဒီအပေါ်မှာမကျေနပ်မှုတွေကတင်းမာလာပြီးတော့ရန်ဖြစ်ကြပါရီခွေလီကမတ်စတန်ကိုမန်တကားကနေပြစ်ထိုးလိုက်ပါရီမတ်စတန်ကပြန်ဝင်ဖို့အတွက်စူးစမ်းပြင်မဲ့ထပ်ပြီးအပြင်ကိုလွင့်ထုတ်ခံလိုက်ရပါရီ သူ့ရဲ့လူတွေကဝင်တားဖို့အတွက်ပြေးလာပြီမဲ့ခွေလီဟာအထဲမှာသူ့ရဲ့အားကောင်းတဲ့တနတ်နဲ့စောင့်နေတာကိုတိတော့တုံဆိုင်သွားကြပါရင်သူတို့ကအင်ကိုဝိုင်းပြီးနောက်ဖေးကနေခိုးဝင်ဖို့ကြိုးစားတဲ့အခါမှာမတ်စတန်ရဲ့တိုင်းရင်သားအစီခံကခွေလီကိုတတိလက်တော့လှုပ်ပြလိုက်ပါရင်ပြီးတော့မတ်စတန်ရဲ့လူတွေကခွေလီကိုအထဲကနေဆွဲထုတ်ရဲဆက်ရိုက်နေကြပါရင် ခွေရာဟာဝင်တားဖို့ကြိုးစားပေမဲ့သူ့ကိုယ်ပါရိုက်ချပြပါရင်မန်စတန်ရဲ့လူနှစ်ယောက်ကတရားဝင်နဲ့ခွေလီနဲ့ခွေရာကိုအော်စိလာတောင်းတဲ့အထက်အဝေးကြီးခေါ်သွားပြီးတော့အစာရေစာမပါပဲပြစ်ထားခဲ့ကြပါရင်တည်သွားစီဖို့ပါသူတို့ပြန်လဲထွက်လာတဲ့အခါမှာတော့ခွေလီက မင်းတို့90ဒေါ်လာရွှေကိုမေးခဲ့တယ်လို့လောင်ပြောင်လိုက်ပါရင်အဲ့ဒီနောက်သူတို့အထက်ကတယောက်ဟာခွေလေးရဲ့အိတ်ထဲကပိုက်ဆံကိုရှာဖို့ကြိုးစားတော့ခွေလေးဝက်ထားတဲ့ဓာတ်နဲ့တတ်ပြစ်လိုက်ပါရင်ကျန်တဲ့တယောက်ကကြောက်လန့်ပြီးလဲနဲ့ထွက်ပြေးသွားပေမဲ့ခွေလေးဟာသူ့ရဲ့ rifle ကိုပြန်ယူပြီးတော့အဝေးကနေပြစ်ချလိုက်ပါရင်ခွေလေးနဲ့ခူရာတို့ဟာပူပြင်းတဲ့တဲကန်တို့ကိုဖျက်ချော်ပြီးရှောက်လာကြကခူရာကပင်ပန်းတဲ့အတွက်မလုံနိုင်တော့ပါဘူးခွေလေးဟာသူ့ကိုခဏလောက်ထမ်းခေါ်လာခဲ့ပေမဲ့နောက်ဆုံးမှာတော့သူကပါမလုံရှားနိုင်တော့ပါဘူး သူတို့ကိုတိုင်းရင်းသားအဖွဲ့တွေကတွေ့တွားခဲ့ပြီးရေတိုက်ခွေလေးရဲ့အနေအဝေကိုကူတာပေးလိုက်ကြပါရင်ဒီလိုနဲ့တတိပြင်ရလာတော့ခွေလေးအံ့ဩတွားခဲ့ပါပြီ။ဘာကြောင့်လဲဆိုရင်တနက်ကင်ထားတဲ့လူဖြူအများစုကသူတို့ကိုတတ်ဖို့လာတာများတဲ့အတွက်တိုင်းရင်းသားတွေကသူ့ရဲ့တနက်ကိုထားခွင့်ပြုတာကိုအံ့ဩနေခဲ့တာပါ။ဂျမ်းမာကြီးပြန်ကောင်းလာတဲ့အခါမှာတိုင်းရင်းသားတွေကခွေလေးနဲ့ခွေရကိုရေရှာတာလန်ပစ်တာလိုမျိုးရှင်တန်ရဲ့နီလန်းတရားတင် जा ပေးပါရီ။ခွေလေးကလည်းသူတို့ကိုကြိုးပြင်းနေအောင်တင် जा ပေးပါရီ။ ဒီလိုနဲ့တ냐မှာတော့ခိုရာကသူ့ရဲ့အတိတ်အကြောင်းကိုပြန်လည်ပြောပြပါရီသူဟာတက်ဆက်ပြင်းနေကနေလာတာဖြစ်ပြီးတော့သူ့ရဲ့အိမ်ကိုဖွမန်ရှိဝေဝင်စည်းတယ်လို့ထင်ခဲ့တော့ကသူဟာကလေးလေးနဲ့မြောက်ခန်းထဲမှာပုန်းနေခဲ့တာပါငိုနေခဲ့တဲ့ကလေးကိုအတန်တည့်အောင်လှုပ်ဖို့ပါဇက်ကိုပိတ်မိရကနေမတော်စားအသက်ယူကြပြီးတိတ်ဆုံးသွားခဲ့ရပါရင်အဲ့ဒီနောက်ပိုင်းမှာတိလိုက်ရတာကတော့ခမန်ရှိဝေဟာအယက်မူးနေတာဖြစ်ပြီးသူ့ရဲ့အိမ်ကိုဝင်စည်းတာမဟုတ်ပါဘူး ့ရယောက်ျား Ryan ပြန်လာပြီးတော့သားလေးတည်နေတာကိုတွေ့ပြီးတဲ့နောက်ကလေးကိုမြေမြုပ်ဖို့ကိုရောကို Kevin Stancy ခေါ်သွားပြီးတော့ Australia ကိုထွက်မဲ့ပထမဆုံးတင်ပေါ်ပေါ်တင်ပေးလိုက်ပါရီနောက်တနေ့မနေ့မှာသူတို့ကိုကဲခဲ့တဲ့တိုင်းရင်းသားဝေကို Mustam ရဲ့လူဝေကတိုက်ခိုက်နေတာမြင်လဲရပါရီခွေလီဟာတိုက်ခိုက်သူ၃ယောက်ကိုတိကျတဲ့အဝေးပြစ်ချက်တွေနဲ့ပြစ်ချလိုက်ပြီးတော့ တိုင်းတော်ဝီကတယောက်ကိုလမ်းနဲ့တတ်နိုင်ခဲ့ပါပြီးနောက်ဆုံးတိုက်ခိုက်တဲ့လူကထွက်ပြေးသွားခဲ့ပြီးခွေလီကမြင်းတကောင်ပဲပြန်ရခဲ့ပါပြီးနောက်တနေ့မှာမန်စတန်ရဲ့လူ6ယောက်ကတိုင်းတော်အုပ်စုစုကိုကမ်ပါဆောက်ကနေတွန်းချနေတာတွေ့ရပါပြီးခွေလီဟာနောက်ထပ်လူ2ယောက်ကိုတတ်ပြစ်လိုက်တော့ဂျန်နေတ်လူကထွက်ပြေးသွားကြပါပြီးသူကတေလူစစဲလူတယောက်စီကိုရှီးကပ်ပြီးတော့အနီးဆုံးမြို့ ဘယ်ကိုတွားရမှာလဲလို့မေးလိုက်ပြီးသူ့ရဲ့ဒုက္ခကိုအဆုံးသတ်နိုင်ဖို့ကြည်တောင်းပါတဲ့ပစ္စတိုတလက်ထားပေးခဲ့ပါရင်အဲ့ဒီညာကိုရှာဖွေရင်းနဲ့ပဲခိုရာကတည်ဆုံးနေတဲ့လူ၏ကြားထဲကနေအသက်ရှင်နေတဲ့ကလေးတယောက်ကိုတွေ့လျက်ပါရင်ကလေးကိုစောင့်ရှောက်ပေးနေပေမဲ့ခွေလေးကတကယ်ပဲလို့လူလဲဆိုတာသူ့တပိပိရှင်နားလည်လာခဲ့ပြီးသူ့ကိုရိုင်းလို့မခေါ်တော့ပါဘူးခွေလေးဟာပုံမြန်မြန်ဆန်သွားနိုင်ဖို့အတွက်ကိုရာနဲ့ကလေးကိုထားခဲ့ပြီးတော့ပြည့်စည်ပဲစုဆောင်ဖို့အနည်းဆုံးမြို့ကိုမြင်းစီသွားလိုက်ပါရင် အဲ့ဒီနောက်ပိုင်းတဲကန်ဒရာထဲမှာတောခွေအုတ်အုတ်ကကိုရာနဲ့ငိုနေခဲ့တဲ့ကလေးကိုဝိုင်းထားပါရင်ခဏသာတော့သူ့ရဲ့ကိုပိုင်းတားလေးလိုပဲကလေးကိုအတန်တက်အောင်လှုပ်ဖို့စ조사နေမိပါရင်ဒါပေမဲ့နောက်တော့ခွေလေးထားခဲ့တဲ့လက်နက်တွေကိုယူကာတောခွေကိုပြန်လဲတိုက်ခိုက်ပြီးအများပြားကိုတတ်ပြပါရင်အဲ့ဒီနောက်ခွေလေးကဒိနာခန့်လူတယောက်စီကနေကြီးဖြစ်ဆက်အစ်တတခုရရှိခဲ့ပါရင်မတ်စတန်ကိုလိုက်ရှင်းမယ်ဆိုတာသိတော့အဲ့ဒီလူကဇေယျထက်တန်စွာနဲ့ကုညီဖို့ကန့်လန့်ခဲ့ပါရင်မြို့ခန့်လူတွေဟာသူ့ကိုတိုင်းရင်သားဝေကုညီတဲ့အတွက်ရှိကြကြပါရင် တိုင်းတော်ကြီးကလည်းသူ့ကိုစိတ်ဝိညာဉ်စစ်တဲ့တော်တော်မှခေါ်ဆိုကြပါလိခွေလီဟာမြို့ကနေထွက်ဖို့ပြင်နေတော့မန်စတန်ရဲ့လူဝေကသူ့ရဲ့မြင်းကိုမတ်မိသွားခဲ့ပြီးတော့ခြုံခိုတိုက်ခိုက်ကြပါလိသူ့ကိုမီးလောင်နေတဲ့အဆောက်အုံအထက်မှာပိတ်မိအောင်လုပ်ပေမဲ့ ခွေလေးကမန်ပတင်းပေါက်ကနေလွတ်မြောက်သွားခဲ့ပြီးတယောက်ပြီးတယောက်ရှင်းထုတ်ပြပါရင်တနတ်ပြင်းရင်နဲ့ပဲခွေလေးကိုကူညီခဲ့တဲ့လူရဲ့စနီးတဲကဝန်နေဆရာကောင်းစွာနဲ့ပဲတိတ်ဆုံးသွားခဲ့ပါရင်ခွေလေးကနောက်ဆုံးမှာတော့တိုက်ခိုက်သူကိုမြင်းပေါ်ကနေပြုတ်ကျသွားအောင်လို့အသက်ချမ်းသာပြီးပြီးမက်စနစီတတိပိဆက်ကပါလိုက်ပါရင်ခွေလေးဟာသူ့စီကိုလာနေပြီလို့ပြောလိုက်တော့ပါခွေလေးကကိုရာနဲ့ကလေးကိုခေါ်ပြီးတော့မြို့ကိုပြန်လာပါရင်အဲ့ဒီမှာဆိုရင်ကိုရာကကလေးကိုဒီရခန့်တိုင်းသားဝေစီအံ့နံလိုက်ပါရင်သူကကိုရာကိုမြို့ခန့်လူတွေစောင့်ရှောက်ဖို့အတွက်ထားခဲ့ပြီးတော့ မန်စတန်ကိုတယောက်တည်းရင်ဆိုင်ဖို့ထွက်တော်ပါရီခြံကိုရောက်တော့ခွေလီဟာထောင်6ဝင်းနဲ့တိကျတဲ့ပြစ်ခတ်မှုတွေကိုအသုံးပြုပြီးတော့မန်စတန်ရဲ့လူကြီးကိုအဝေးကနေရှင်းထုတ်ပါရီမန်စတန်ရဲ့လူကြီးအားညော့နေလာတဲ့အခါမှာနောက်ဆုံးကြံတဲ့နှစ်ယောက်ကခွေလီရဲ့ဘေးဖက်ကနေဝိုင်းပြီးတော့သူ့ရဲ့ခြေထောက်ကိုပြစ်ဖမ်းမိသွားခဲ့ပါရီမန်စတန်ရဲ့အရှိကိုခေါ်လာခဲ့ပြီးတော့ဘဝင်မြင့်တဲ့ချမ်ပိုင်ရှင်ကဝေဝက်ကိုအမြဲတမ်းစိတ်ကူးရင်နေဆဲပဲဖြစ်ပါရီကနဝင်ကွစ်ဒရောရှင်ပြိုင်ဖို့တောင်းဆိုခဲ့ပါရီသူကခွေလီကိုလက်ပြတနက်တလဲပေးပြီးတော့ ူ့ရဲ့အနောက်မှာတနတ်သမားနှစ်ယောက်ကိုအရန်တင်ထားလိုက်ပြီးရှင်ပြိုင်ဖို့စီစဉ်ပါ ರಿ ဒါပေမဲ့အချိန်တန်တော့ခွေလီကပုံမင်းမင်းအစံထုတ်လိုက်ပြီး၃ယောက်စလုံးကိုတစ်ချက်မှမပြတ်သေးခင်မှာတတ်ပြနိုင်ခဲ့ပါ ರಿ မတ်စတန်တိတ်ဆုံးနေတော့မှာပဲခွေလီကကျွန်တော်ကလက်ပြတနတ်တိတ်ပြီးမတုံးဘူးလို့ပြောတာကတော့မတုံးတတ်ဘူးလို့မဆိုလိုပါဘူးလို့သူကထုတ်ပြောပါ ರಿ အဲ့ဒီနောက်မတ်စတန်ရဲ့တိုင်းသားအစီခံအဖိုးကြီးကခွေလီရဲ့ rifle ကိုပြန်ပေးပါ ರಿ သူတို့ကိုဖိနှိပ်သူတိတ်ဆုံးသွားတော့အစီခံတွေကခြံကိုစွန့်ခွာပြီးပွင့်နေတဲ့ တော်ပိုင်ထဲကိုလမ်းလျှောက်ထွက်သွားကြပါလိမ့်နောက်ဆုံးမှာတော့လွတ်လပ်သွားကြပါပြီမတ်စတန်နဲ့သူ့ရဲ့လူရဲ့အလောင်းတွေမြေပေါ်ပြန့်ကျင်းနေတော့ဗြိတိရှစစ်ဗိုလ်ကြီးအက်ရှလီဖစ်နဲ့သူ့ရဲ့စစ်သားတွေကအချံကိုရောက်လာပါလိမ့်သူတို့ကပေါင်မှဒဏ်ရာရပြီးတော့တွေးထွက်နေကြတဲ့ခွေလေးကိုရင်ဆိုင်ကြပါလိမ့်စစ်ဘိုလ်ကြီးကခွေလေးကိုသူ့ရဲ့လောက်ရတဲ့အတွက်ကိုမြတ်ဖို့ပြင်နေတော့မှပဲယာနဲ့ရှိတဲ့တိုင်းရင်သားကြီးကပတ်ဝန်းကျင်တောင်ကုန်းတွေအပေါ် ရုတ်တရက်ပေါ်လာကစစ်တပ်ကိုတိတ်ဆိတ်စွာနဲ့ဝန်းရံလိုက်ကြပါရင်အင်အားအလုံးအရင်းနဲ့ရင်ဆိုင်ရတဲ့အခါမှာတော့မိုးချုပ်ကြီးနဲ့သူ့ရဲ့လူတွေကလက်နက်ချပြီးတိုက်ခိုက်ရှင်းမရှိပဲတိတ်တဆိတ် ပြန်လဲဆုတ်ခွာသွားကြပါရင်အဲ့ဒီနောက်ပိုင်းခွေလီကသူ့ရဲ့ခီးစားတင်ခဲ့တဲ့စိတ်ကံမြို့လေးကိုပြန်လာပါရင်အဲ့ဒီမှာကိုရာနဲ့ပြန်ဆုံပါရင်ကိုရာဟာသူ့တခါကဝယ်ပြီးခဲ့တဲ့အနီယာဝတ်စုံကိုဝတ်ထားပါရင်သူတို့အမေရိကန်ကိုပြန်ဖို့အတွက်တင်မော်လက်မှတ်တွေရခဲ့ပါရင်ခိုရာဟာ သူ့ကိုရိုင်းလို့မခေါ်တော့ပဲသူ့ရဲ့နာမည်အရင်နဲ့နှုတ်ဆက်ပြီးတော့ဖက်ကနန်းရှော့ကြီးနဲ့ပဲဆက်ကားကအဆုံးသတ်သွားခဲ့ပါရင်ကြည့်ရှုရပါပရိသတ်များအားလုံးကျေးဇူးထူးတင်ရှိပါခင်ဗျာ